အခန်းခုနှစ်ဖျားသခင်ဤနှုတ်ကပတ်တော်အားအနက်ဖွင့်ခြင်း၌ဇွဲရှိခြင်းဂျွန်ကယ်ဗင်သည်ဖျားသခင်ဤဘုံအာနုဘော်တော်ကိုတမန်ကျမ်းစာတော်၌တွေ့မြင်ခဲ့ပါသည်ထို့သောတွေ့မြင်ခြင်းဖြင့်တမန်ကျမ်းစာတော်သည်ဖျားသခင်ဤနှုတ်ထွက်စဉ်စစ်ဖြစ်သည်ကိုယုံကြည်လက်ခံခြင်းသို့ရောက်စေပါသည် ထို့ကြောင့်သူက ကျွန်တော်တို့သည်ဖျားသခင်ကိုရိုသေလေးမျက်ချင်းရှိကဲ့သို့တမန်ကျမ်းစာတော်မြတ်ကိုရိုသေလေးမျက်ချင်းရှိကြပါသည်အဘယ်ကြောင့်ဆိုသော် ဤကျမ်းစာသည်ဘုရားသခင်တပါတီးထံမှသာဖြစ်ပေါ်လာခြင်းဖြစ်၍လူတို့ဤမိသည့်အရာနှင့်အမျှရောနှောထားခြင်းမရှိသောကြောင့်ဖြစ်ပါသည်ဟုဆိုခဲ့ပါသည်မိမိကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော အရာကသူ့အားတမန်ကျမ်းစာတော်မှဘုရားသခင်ကိုယ်တော်တိုင်မိမ့်မွတ်တော်မူသောစကားများဖြစ်သည်ကိုတွင်တင်ပေးခဲ့ပါသည်တမန်ကျမ်းစာပါတမန်တော်ရုကကယ်ဗင်အားထိုသို့သောအတိတရားသို့ပို့ဆောင်ပေးပါသည် မကျမ်းစာတော်မြတ်သည်ဖျားသခင်၏အတန်တော်ဖြစ်ခြင်းထိုနှုတ်ထွက်စကားတို့ကဖျားသခင်၏ကြီးမြတ်တော်မူသောဘုံအာနုဘော်တော်ကိုဖော်ပြပေးခြင်းခတ်သိမ်းသောအရာတရှိလာနိုင်ခြင်းမှာဖျားသခင်၏ဘုံအာနုဘော်တော်နှင့်ဘုံအသက်ရေတော်ကြောင့်ဖြစ်ခြင်းတို့သည်ဂျွန်ကယ်ဗင်အတွက်အသက်တာ၌မှတ်ကြောက်တင်တပွဲကောင်းလောက်အောင်တမကျမ်းစာအနက်ဖွင့်ခြင်း၌မလျှော့သောဇွဲလုံးလဝရိယရှိစေပါသည်ခတ်သိမ်းသော၌တမကျမ်းစာ၏အနက်ကိုဖွင့်ဆိုခြင်း ဂျွန်ကယ်ဗင်သည်လက်ကမ်းစာဆောင်များစွာရေးသားခဲ့ပါသည်ကယ်ဗင်အင်စတီကျူဟုခေါ်သောကယ်ဗင်ဓမ္မအမေးဖြေပညာဤအခြေခံများနှင့် အခြေခံလမ်းညွှန်စာအုပ်ကြီးကိုလည်းရေးသားပြုစုခဲ့သည်ဓမ္မသစ်ကျမ်းမှဗျာဒိတ်ကျမ်းအပြင် အခြားကျမ်းကို အနက်ဖွင့်ခြင်းဓမ္မဟောင်းကျမ်းမှမောရှေကျမ်းငါးကျမ်းယောရှုစာလံဟေရှာယနှင့်ယေရမိများလည်းပါဝင်ပါသည်ထိုမြတ်မကဓမ္မသင်တန်းများလည်းပို့ချတင်ကြားခဲ့ပါသည် ထိုသင်္ကန်းစာများကို အနက်ဖွင့်ကြမ်းများအဖြစ်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်ရတ္တပတ်နှစ်ပတ်တွင်၁၀ကြိမ်ဒေသနာဝင်ကဟောပြောခဲ့ပါသည်သူဟောပြောသောဒေသနာတို့မှာတမန်ကျမ်းကိုအနက်ဖွင့်ခြင်းများကြီးပင်ဖြစ်ပါသည်ဂျွန်ဒေလီယန်ဘာကာကဂျွန်ကယ်ဗင်၏ဓမ္မသီအိုလော်ဂျီတို့မှာတမန်ကျမ်းစာ၏အနက်ဖွင့်ဆိုချက်များသာဖြစ်ပါသည်ဟုဆိုခဲ့ပါသည်ကယ်ဗင်က ကျွန်တော်ဤဟောပြောခြင်းရေးသားခြင်းအနက်ဖွင့်ခြင်းတို့တွင်နှုတ်ကပတ်တော်ကိုစင်စင်ကြဲကြဲဖြင့်မိတိအရာ နှင့်မြရောနှောခြင်းမရှိဘဲတစ္ဆာရှိရှိတမန်ကျမ်းစာကို အနက်ဖွင့်ရန်ကြိုးစားအားထုတ်ခဲ့ပါသည်ဟုနောက်ဆုံးဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါသည် သူပြုသည်မြခတ်သိန်းတို့တွင်တမန်ကျမ်းစာတော်ကိုအနက်ဖွင့်ခြင်းဖြစ်ပါသည်ဤအနက်ဖွင့်ခြင်းနှင့်ဆိုင်သောအလုတ်သည်တမန်ကျမ်းစာမှဖျားသခင်ဤဘုံအာနုဘော်တော်ကို တွေ့မြင်ပြီးသောနောက် အဆက်မပြတ်ဆောင်ရွက်ခဲ့သောအမှုဖြစ်ပါသည်တမကျန်းစာသည်အဓိကတော့ချက်ဖြစ်ပါသည်ပေเจ้าဆိုသော ထိုကျန်းစာရှိသည်များသည်ဖျားသခင်၏နှုတ်ထွက်စကားဆင်စစ်ဖြစ်ပြီးထိုနှုတ်ထွက်စကားတို့၏အဓိကဆောင်ပုံမှာဖျားသခင်၏ဘုံအာနုဘော်တော်နှင့်ဘုံအသေးရတော်ပင်ဖြစ်ပါသည်ဂျွန်ကယ်ဗင်ဤတမကျန်းစာအနက်ဖွင့်ဆိုခြင်းတွင်အ धिक အရေးကြီးဆုံးမှာဟောပြောခြင်းဖြစ်သည်ဂျွန်ကယ်ဗင်ဤအတုပတိကိုအတွဲ၆တွဲဖြင့် ရေးသားပြုစုခဲ့သူ Email Don Morgue က John Galvey အသက်နှစ်400မြောက်သော နှစ်ပတ်လည်တွင်တရားပလင်ပေါ်၌မှတ်တပ်ရဲ၍ John Galvey ဆိုသောပုဂ္ဂိုလ်မှာကျွန်တော်တို့အတွက် တကယ် Galvey မှ Galvey အစစ်မှန်ဖြစ်ပါသည်သူသည်အခြားအရာများစွာကိုရှင်းလင်းပေးခဲ့သူဖြစ်ပါသည် Geneva မြို့၏တရားဟောဆရာကြီး16ရာစု အသင်းတော်အားပြုပြင်ခြင်းစိတ်ဓာတ်ကိုမိမိနှုတ်ထွက်ဒေသနာများဖြင့် ပုံဖော်ခဲ့သူဖြစ်ပါသည်ဂျွန်ကယ်ဗင်၏ဒေသနာဟောပြောခြင်းမှာအစမှအဆုံးစွန်းအထိဟောပြောခြင်းမျိုးဖြစ်သည်တမန်ကျမ်းစာအုပ်မှတကြံပြီးမှတကြံဟောခဲ့သူဖြစ်ပါသည်ဂျနီဗာမြို့ရှိစိန့်ပီတာဘုရားကျောင်း၌25နှစ်နီးပါးတဲ့အုပ်ဆောင်ရွက်ခဲ့စဉ်ပွဲတော်နှင့်အခြားနေထူးနေမြတ်မှလဲ၍ကျန်သောအချိန်များတွင်တမန်ကျမ်းစာကိုအစဉ်အတိုင်းဟောပြောခဲ့ပါသည်သခင်ဖျားနေ့တွင်ဓမ္မတိကျမ်းမှအမြဲဟောပြောကအချို့သော သခင်ဖရာနေ့နေ့လယ်ဝတ်ပြုခြင်းတို့တွင် တခါတရံစာလံကျမ်းမှအနှဲငယ်ဟောတတ်ပါသည်။ကြားရများတွင်ဓမ္မဟောင်းကျမ်းမှအမြဲဟောလေးရှိပါသည်။သူဤမှတ်တမ်းအရခရိယန်တို့ဤနေထူးနေ့မြတ်တို့အကြောင်းမပြောစလောက်သာ တွေ့ရပါသည်။အထူးသဖြင့်ခရစ်စမတ်အကြောင်း Easter အကြောင်းတို့ကိုလောဝဆိုတကယ်သို့ဥပိ္ပခာပြုထားခဲ့ပါသည်။ Kelvin ဒေသနာဟောပြောခြင်းဤအတိုင်းတာ John Kelvin ဤဒေသနာဟောပြောခြင်းအတိုင်းတာတွင်ခင်းပြရမည်ဆိုလျှင် 1549ခုနှစ်ဩဂုတ်လ25ရက်နေ့တွင်တမန်တော်ဝိထုကျမ်းဖြင့်အတွဲလိုက်ဒေသနာစတင်ခဲ့ပါသည်ထို့သောအစပြုပြီး1554ခုနှစ်မတ်လတွင်အပြီးသတ်ခဲ့ပါသည်တမန်တော်ဝိထုကိုဟောပြောပြီးသောနောက်တတလောနေဩဝါဒစာဆောင်မှဒေသနာပေါင်း46ခုကောရိန္သုဩဝါဒစာဆောင်မှ186ခုသင်္ဥ္စံရဩဝါဒစာဆောင်မှဒေသနာ86ခု ဂလာတိမ43ခုအေဖတ်မ48ခုတို့1558မေလအထိဟောပြောခဲ့ပါသည် သူကျမ်းမာရေးချိုးတဲ့သောကာလတွင်ဒေသနာမဟောဘဲနေခဲ့ပါသည်တပံ1559ခုနှင့်ຫນွေဥကာလမှစ၍ခရစ်ဝင်ကျမ်း၄ကျမ်းတို့၏သဘောချင်းညီညွတ်ပုံတို့ကိုစတင်ဟောပြောခဲ့တော်လဲမိမိကွယ်လွန်ချိန်1564ခုနှစ်၌ပြီးမြောက်အောင်မဟောပြောနိုင်ခဲ့တော့ပါ ိုနွေဦးကြားကာလရက်များတွင်ယောဘဝိထုမဒေသနာ159ခုတရားဟောရာကျမ်းမဒေသနာပေါင်း200ဟေရှာယကျမ်းမဒေသနာပေါင်း353ခုကဘာဦးကျမ်းမ123ခုစသဖြင့်ဟောပြောခဲ့ပါသည်ဂျွန်ကယ်ဗင်၌ရှင်းလင်းသေးချာစွာ အမှတ်ရစရာနောက်တစ်မျိုးမှာ1938ခုနှစ်တွင်အီစတာနေ့တွင်ဒေသနာဟောပြီးလင်ပြီးခြင်းဂျနီဗာမြို့၏ကောင်စီကသူ့ကိုနှင်ထုတ်သဖြင့် စိန့်ပီတာအသင်းတော်ကိုထားရစ်ကထွက်သွားခဲ့ရပါသည်ထို့နောက်၃နှစ်ကြာပြီး1542ခုနှစ်တွင်ဂျနီဗာမြို့သို့ပြန်လာခွင့်ရပြီးဒေသနာစတင်ပြန်ဟောပြောသောအခါလွန်ခဲ့သော၃နှစ်ကမိမိရောက်ခဲ့သောကျမ်းပိုင်မှဆက်၍ဟောပြောခဲ့ပါသည်အဘယ်ကြောင့်ဂျွန်ကယ်ဗင်ကဒေသနာဟောပြောရာတွင်ထိုကဲ့သို့အစဉ်တိုင်းအနက်ဖွင့်ဟောပြောရသည်ဆိုသည့်အကြောင်းရင်း၃မျိုးရှိပါသည် ဤအကြောင်းရင်းမျိုးမှာ16ရာစုခေတ်တွင်အလွန်ရေးကြီးခဲ့တဲ့ကဲ့သို့မျက်မှောက်ခေတ်တွင်လည်းအရေးကြီးနေဆဲဖြစ်ပါသည်အကြောင်းရင်းထိုးစင်းခါကယ်ဗင်ကဘုရားသခင်၏နှုတ်ကပတ်တော်ကိုအသင်းတော်မှဖယ်ထုတ်ထားကြသောမိခွတ်အဖြစ်ရှုမြင်ခဲ့ပါသည်ဂျွန်ကယ်ဗင်ကမိမိ၏သက်တည်ခံချက်၌ကိုတော်ဤလူတို့အဖို့စီမီခွက်ပမာလင်းစေမိကိုတော်ဤနှုတ်ခွက်တော်သည်ပျောက်ကွယ်သွားပြီသို့မဟုတ်ဖိနှိပ်ဖြက်စီးခြင်းခံကြရလိမ့်မည် ကိုရောယခုမူကားကျွန်ုပ်ကဲ့သို့သောညဉ့်ညင်သောသူ၌မိသည့်အရာများကြံရှိပါတော့သည်။ကိုရောဤကောင်းမြတ်ခြင်းကရုဏာတော်ကြောင့်ကျွန်ုပ်အားကိုရောဤနှုတ်ကပတ်တော်ကိုဆွန့်လွတ်ခြင်းနှင့်ထိုက်တန်သောအပြစ်ကိုမပေးပါယံနှင့်နောက်ဆုံး၌ရွေးနှုတ်ကတည်ပါမိအကြောင်းစိတ်အားကြီးစွာဆုတောင်းရန်သာရှိပါတော့သည်။အကြောင်းရင်းနှင့် John Calvin သည်တရားပလင်ပေါ်မှမိမိတို့၏အယူအဆများကိုသာ ဟောပြောတတ်သူတို့ကို အလွန်ဆက်ရှုပ်ယွန်ရှာခြင်းရှိပါသည်။ ဂျွန်ကယ်ဗင်ကတရားဟောပလင်ပေါ်သို့ရောက်သောအခါကျွန်တော်တို့သည်ကျွန်တော်တို့၏အိမ်မက်ယူပါယုံများနှင့်စိတ်ကူးယဉ်များကိုတည်ဆောင်မလာရပါဟုပြောခဲ့ပါသည်။တမာကျန်းစာနတ်ကိုဆေးဆက်တေချာစွာ ဖွင့်ဆိုပြောခြင်းဖြင့်သာဘုရားသခင်ကမိမိတို့အားပြောဆိုသောစကားတို့ကိုကြားရပါလိမ့်မည်။ထိုအရာတို့ကဘုရားသခင်ကျွန်ုပ်တို့အားပြောလိုသောစကားဖြစ်ပေမည်ဆိုယုံမျှတာမဟုတ်ပါ။ အကြောင်းသုံးဤချက်သည်ဤစာဥပ္ပါအကြောင်းအရာ၏အစသို့ပြန်လည်လည်ပတ်စီပါသည် ထိုအချက်ကဂျွန်ကယ်ဗင်သည်နှုတ်ကပတ်တော်၌ဘုရားသခင်၏ဘုံအမှုဘော်တော်ကို တွေ့မြင်ခဲ့ပါသည်ကယ်ဗင်သည်နှုတ်ကပတ်တော်ကိုဘုရားသခင်၏ဆင်စစ်နှုတ်ထွက်စကားဖြစ်သည်ကိုစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်ထားသူဖြစ်သည် ထိုကြမ်းရှိသည်မြသည်မှုတ်သွင်းတော်မူခြင်းနှင့်အကျိုးဖြစ်ထွန်းစေကာဘုရားသခင်၏ဘုံတော်ရောင်ကြီးကိုဖျားထွက်ခြင်းရှိစေပါသည် ဂျွန်ကယ်ဗင်ကတင်းအုပ်များနဲ့ယနေ့ကျွန်ုပ်တို့အားစိန်ခေါ်ခဲ့ပါသည်တင်းအုပ်တို့သည်ခတ်သိမ်းသောအမှုတို့၌ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ရည်ရင်ချင်းရှိကြပါစေဘုရားသခင်၏ဘုန်းကိုအ ాను ဘော်တော်အတွက်နေရာပေးပြီးနာခံလိုက်လျှောက်ခြင်းရှိစေရန်ဤလောကဤတကူဘုန်းတော်ရင်နှင့်ကောင်းမြတ်ခြင်းတို့ကိုအနိုင်ယူကြလောအနိုင်ဆုံးလူမှဆ ảy ၍အမြင့်ဆုံးသောသူတို့အားဤဘုန်းတော်အ ాను ဘော်တော်ဖြင့်တိုက်တွန်းနှိုးဆောင်ခြင်းပြုကြပါစေ။ ခရစ်တော်ဤကိုယ်ကိုတည်ဆောက်ကြလော စာတန်ဤနိုင်ငံတော်ကို ဖြိုခွင်းကြပါစေတိုးတို့ကိုကောင်းသောကျက်စားရာအရ၌ကျက်စားစေ၍ဝံပလေတို့ကိုတတ်ကြလောပုံကံတတ်သောသူတို့အားလမ်းပြ၍အပေးနှိုးဆော်ခြင်းရှိကြပါစေမိုးတက်မုန်တိုင်းတို့ကိုချီနှောင်ခြင်းနှင့်ဖြိလို့ခြင်းများပြု၍အလိုတော်ရှိပါကဖျားသခင်ဤနှုတ်ကပတ်တော်နှင့်အညီခတ်သိမ်းသောအမှုတို့ကိုပြုကြလော့ နှုတ်ကပတ်တော်ဤဘုံကိုအ ాను ဘောတော်ဤစာအုပ်ဤအဓိကတော့ချက်အကြောင်းအရာမှာနှုတ်ကပတ်တော်ဤဘုံအ ాను ဘောတော်ဖြစ်ပါသည်ဂျွန်ကယ်ဗင်အတွက်ဤအချက်သည်အဓိကဇင်းမြစ်ဖြစ်ပါသည်ဤအကြောင်းအရာကိုဂျွန်ကယ်ဗင်ကဂျနီဗာမြို့၌၎င်းဥရောပတစ်ခွင်၌၎င်းမိမိအတ္တတရှောင်းလုံးအကောင်းဆုံးမိတို့ကြိုးစားခဲ့ရသည်နီးဆိုသောမိမိအတ္တတရှောင်းဒေသနာ၌ ကျမ်းစာဤအတိတ်ပဲကို ဖွင့်ဆိုဟောပြောလေးရှိပါသည်တင်းအုပ်တို့ဤတိုးတို့အားကြီးစုစောက်ရှောက်ခြင်းအမှုဖြင့်ဘုရားသခင်ဤနှုတ်ပတ်တော်ကိုဟောပြော၍ဘုရားသခင်ဤဘုံအတရေတော်ကိုပြန့်ပွားစေခြင်းထက်သာ၍ကောင်းမွန်ထီရောက်သောအခြားမိတီမျှမရှိတော့ပါထို့ကြောင့် John Calvin တေလွန်ပြီးသောနောက်နှစ်900ကြာပြီးပုံနှိပ်ဆက်များရေဒီယိုများရုပ်မြင်သံကြားဆက်နှင့်ကွန်ပျူတာများထွန်းကားလာပြီဖြစ်တော်လဲအသင်းတော်၌ ဒေသနာဝေင့ဟောပြောခြင်းတွင်ဘုရားသခင်၏ဘုံအာနုဘော်တော်နှင့်ဘုံအတရေတော်အကြောင်းနှုတ်ထွက်စကားသည်အ धिक အချက်ချာနေရာ၌ရှိမြန်ရှိနေစေဖြစ်ပါသည်ဤအချက်သည် အမှုတော်မြတ်၏အ धिक အချက်ဖြစ်ပါသည်ဘုရားသခင်၏ဘုံအတရေနှင့်တကူဘုံအာနုဘော်တော်ကိုနှုတ်ထွက်စကားအဖြစ်သိရှိနိုင်ပါတော်လဲတန်ရှင်းတော်သူဖြစ်သည့်ဂျွန်ကယ်ဗင်တေခါနီအသက်ငယ်နေရချိန်ကတည်းမှနှုတ်ပတ်တော်အဖြစ် အနက်ဖွင့်ဆိုခြင်းပေါ်မျက်နှိုးပုံအကြောင်းအတန်ကိုရဲရဲကလေးကြားနေရစေပင်ဖြစ်ပါသည်ထို့ကြောင့်ဒေသနာဟောပြောခြင်းမိသည့်လုံးဝတည်လွန်ချုပ်ငိမ့်သွားခြင်းမရှိနိုင်ပါဘုရားသခင်ဤလူတို့တွင်ပြုပြင်ပြောင်းလဲခြင်းကိုပြုလို့၍ဘုရားသခင်ကိုယ်တော်ဥထိတ်ထားသောသူတို့သည်ဒေသနာဟောပြောခြင်းကအစဉ်ကြိုးစားဆောင်ရွက်တတ်ကြလိမ့်ရှိသည်ဖျားသခင်သည်မိမိကိုယ်ကိုငါဖြစ်သည့်အတိုင်းငါဖြစ်သည်ဟု၍မိန့်တော်မူသည့်အတိုင်းဖြစ်သည်ဟုဆိုလျှင် ထိုးရှင်သည်ဂျွန်ကယ်ဗင်တမချန်းစာ၌တွေ့ရှိခဲ့သည့်အတိုင်းကြီးမြတ်သောသူအကျွဲ့မဲ့လုံးဝအုတ်တုံကြီးမြတ်သောရှင်အုပ်ဆိုးသောသူအံ့ဖွယ်နဲ့နဲ့သောသူဘုံဝတ္တိအလုံးစုံတို့နှင့်ဆုံလင်သောအရှင်ဖြစ်ပါသည် ထို့ကြောင့်ဘုရားသခင်ကိုတား၍တည်လာလေထိုဘုရားသခင်၌ဗဟုပြုလေလေထိုဘုရားသခင်အကြောင်းပိုး၍ဟောပြောလေလေ ဖြစ်စေပါသည်ထိုမြမကထိုဘုရားသခင်အကြောင်းကိုစူးစမ်းလည်လာရုံရှင်းလင်းတင်ပြရုံသာမပြုဘဲ တမကျန်းစာအားအနတ်ဖွင့်ဆိုခြင်းကိုမျက်နှုတ်ခုံမင်သောအဖြစ်ဘုရားသခင်အားချီးမွမ်းခြင်းကြွေးကြော်ခြင်းကြော်ညာခြင်းနဲ့ချီးမွမ်းခြင်းများဖြစ်စေပါသည်အထွတ်ထိပ်ဆုံးသောဝမ်းမြောက်ခြင်းမီလီယံသည်ခေအဆက်ဆက်တွင်စိတ်အားကြီးသောတန်ရှင်းသူများ၏ဘုရားသခင်ပေါ်ဆွဲလန်းခြင်းဖြင့်နှုတ်ကပတ်တော်၏ဘုံတော်အမှုဘော်တော်အကြောင်းဟောပြောကမျိုးဆက်တစ်တို့ကိုဆွဲညှိကူးဆက်စေပါသည် တရားဟောသူအရောက်တိုင်းတို့၌ဘုရားသခင်သည်ထိုကဲ့သို့သောဘုရားသခင်၌ဝမ်းမြောက်နိုင်ကြစေရန်နှင့်တမန်ကျမ်းစာအနက်ဖွင့်ဆိုခြင်းတွင်ခုံဝင်ဆွဲလန်းခြင်းရှိသောအပြင် အသင်းတော်အသီးသီးတို့ကူးဆက်ပြန့်နှံ့ခြင်းရှိပါစေသော။